အားလုံးပဲမင်္ဂလာပါရှင်အခုဖတ်ပြမယ့်စာအုပ်လေးကတော့ဆရာဘမောသိမ့်ပေရေးသားထားတဲ့ညဝီလို့တော့အတွေ့များဆိုတဲ့စာအုပ်ထဲကမှလောကမှာဘာမှအလကားမရဘူးဆိုတဲ့ဝိတ္ထုတူလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်တနေ့မှာဘယင်ကြီးတစ်ပါးကသူ့ရဲ့ပညာရှိအမှတ်တွေကိုစူပေါင်းတိုင်ပင်ပြီးစာတန်းတစ်စောင်ရေးသားပြုစုခိုင်းပါတယ်နောင်လာနောင်သားရဲ့အတွက်ဘဝမှာအကျိုးရှိစေမယ့်အကြောင်းအရာတွေကိုရေးပေးဖို့ပါ သတင်းပတ်အနှဲငယ်ကြမှာအမတ်တွေကသူတို့စုပေါင်းရေးသားထားတဲ့စာမျက်နှာ90ရှိတဲ့စာတန်းကိုဘရင်ကိုပြတယ်။ဘရင်ကစာဖက်ကြည့်ပြီးစာရှည်လွန်းလို့လူတွေဖက်ကြည့်မှာမဟုတ်ဘူး။အဲဒါကြောင့်အတူတုံးရေးပြီးပြန်တင်ပေးဖို့ပြောတယ်။အမတ်တွေကလည်းတစ်ဖက်ကြမှာစာမျက်နှာ10မျက်နှာသာရှိတဲ့စာတန်းကိုပြန်ပြတယ်။ဘရင်ကရှည်သေးတယ်ထပ်ပြီးအတူချုံလို့ပြောတယ်။နောက်တစ်ပတ်ကျတော့အမတ်တွေကစာတမျက်နာထဲမှာပါတဲ့စာတန်းကိုပဲပြန်တင်တယ်။ဘရင်ကဒါလည်းရှည်သေးတယ်။စာတစ်ချောင်းနဲ့နဲ့ရေးပြဖို့ပြောလိုက်ပြန်တယ်။ နောက်ဆုံးမှာအမတ်တွေလည်းစာတစာတကြောင်းနဲ့ပါတဲ့စာတန်းကိုတင်ပြဖို့ဘယင်းကအရန်သဘောကျသွားပြီးစုလက်တွေချင်းမြင်လိုက်တယ်။သူတို့ရဲ့စာတန်းမှာပါတဲ့တခုတည်းသောစာကြောင်းကလောကမှာဘယ်ဟာမှအလကားမရဘူးဆိုတာပါ။အဲ့ဒါကိုအင်္ဂလိပ်လို there is no such things a free lunch လို့ခေါ်ပါတယ်။အဲ့ဒါဟာလူငယ်တွေအမတန်တန်မှုရှိတဲ့စကားပါ။ပညာတတ်ခြင်းတလားပညာကြိုးစားပါ မကြိုးစားပဲဆောင်းမွှန်းမှာခိုးချပြီးဘွဲရနိုင်ပါတယ်ဒါပေမဲ့ပညာတတ်တယောက်တော့ဖြစ်လာမှာမဟုတ်ဘူးအောင်မြင်တဲ့ဘောလုံးသမားတယောက်ဖြစ်ချင်သလားမနဲ့အိယာစောစောထားလေးချင်ငယ်ဆင်းရတာပြင်းနေတယ်ညနေထီတငယ်ချင်းနေနဲ့ဟေးလာဟာလာလုံနေတဲ့သူကဘလို့မှအောင်မြင်တဲ့ဘောလုံးသမားဖြစ်လာမှာမဟုတ်ပါဘူးကြီးပွားချမ်းသာခြင်းလားကြည်ဝအောင်မြေနီလန်းတွေကိုတေချာလိလာပါကျင့်သုံးလိုက်တာပါမစွန်စားရဲပဲသူများပေးတဲ့လစာလေးနဲ့ကျင်းနေတဲ့တသက်လုံးမကြည်ဝနိုင်ပါဘူး မိဘချမ်းသာမှာဆွေမျိုးအတိုင်းဝိုင်းကောင်းမှလူကြီးဆိုသူတွေကိုပေးကြွေးအမွေရမှထီပေါက်မှချမ်းသာမယ်ဆိုသူတွေကဘယ်တော့မှမချမ်းသာနိုင်ကြပါဘာကြောင့်လဲဆိုတော့လောကရဲ့အမှန်တရားတစ်ခုဖြစ်တဲ့ဘယ်ဟာမှအလကအချောင်မရဘူးဆိုတဲ့အချက်ကမကန့်ညီလို့